မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြန်မြို့နယ်မှာရိတ်ခါထွက်ရှာတဲ့ပူစော်ဒီများကိုမိုင်းဆွဲတိုက်ခိုက်ရာထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ၁ရက်နေ့မှာမြန်မြို့နယ်တရက်ကံပူစော်ဒီရွာကပူစော်ဒီများဟာရိတ်ခါရှာရန်ထွက်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကလမ်းပိုင်းတနေရာမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာပူစော်ဒီနှစ်ကောင်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ တရက်ကံပြူစောတိရွာကပြူစောတိတွေရွာရဲ့အနောက်ဘက်မီတာ900ခန့်ကိုရိတ်ခါရှာထွက်လာတာကိုကျွန်တော်တို့ဘက်ကလည်းတိုင်မိုင်းတွေအသင့်ထောင်းထားပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါပြူစောတိနှစ်ကောင်ထိသွားတယ်ဒဏ်ရာရတယ်လို့တော့သိရတယ်လို့ TYK ပျောက်ကြားတပ်ဖွဲ့ကတောင်းရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကို TYK ပျောက်ကြားတပ်ဖွဲ့နဲ့တောင်းမှန်အဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်ဒါအပြင်မန္တလေးတိုင်းမြင်းညာမြို့နယ်စုံရွာအတွင်းမှာရှိတဲ့ပြူစောတိခေါင်းဆောင်ရဲ့နေအိမ်နဲ့အကြမ်းဖက်စစ်တပ်ရဲ့ကင်းဂိတ်ကို drone နဲ့တိုက်ခိုက်ခဲ့ကြောင်းမြင်းကြံ Northerners Guerrilla Force ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။ဇွန်လ28ရက်နေ့မှာမြင်းကြံမြို့နယ်စုံရွာအတွင်းမှာရှိတဲ့ပြူစောတီခေါင်းဆောင်ရဲ့နေအိမ်နဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ကင်းဂိတ်တို့ကိုတော်လိုက်တပ်ဖွဲ့များက drone နဲ့ဘုံဒီဆယ်လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုအရေအတွက်ကိုတော့အတိပြုတ်နိုင်ခြင်းမရှိသေးပဲပြူစော်တီများကကြောက်လန့်ပြီးတော့ရန်တမ်းပြစ်ခတ်ခဲ့တော်လဲတော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတည်တဲ့စီးရင်တော့မသိရသေးဘူး။မီးလောင်ပြီးပျက်စီးကုန်တာတော့မြင်းနဲ့ဒေစီးရင်ကတော့ဆက်လိုက်ပြီးတော့စုံစမ်းနေပါတယ်လို့မြင်းညာ Northerners Guerrilla Force ကတာဝန်ရှိသူကရှင်းပြထားပါတယ်။ ၎င်းတိုက်ခိုက်မှုကိုမြေညာမြောက်ပိုင်းသားများပျောက်ကြားတပ်ဖွဲ့ MNGF နဲ့အတူ TGYR Youth Guerrilla Counter Revolution NZ ပျောက်ကြားတပ်ဖွဲ့ TGYR Drone Team တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းလောင်းလုံးမြို့နယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများအထိုင်ချတပ်ဆွဲထားတဲ့မြို့မရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ရာစစ်သားတအုပ်သိမ်းဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ24ရက်နေ့မနက်7:00နာရီဝန်းကျင်ကမှလောင်းလုံးမြို့နယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများအထိုင်ချတပ်ဆွဲထားတဲ့မြို့မရဲစခန်းကိုတော်လိုင်းပူးပေါင်းအဖွဲ့များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်သိမ်းဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေများပြားကတော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စခန်းထဲမှာတော့အယောက်30ဝန်းကျင်လောက်ရှိမယ်။စခန်းကိုဝင်းရံထားတဲ့ဗန်နဲ့ထွေအုံယုံပေါင်းလိုက်ရင်အယောက်90ဝန်းကျင်လောက်ရှိပါတယ်။အဓိကကတော့စခန်းကိုဝင်ပြီးတော့ရည်ရွယ်ပြီးတိုက်တာပါ။ထွေအုံယုံနဲ့စခန်းကလမ်းတလမ်းပဲချားတယ်။စခန်းကိုဝင်းတိုက်ရတဲ့ရည်ရွယ်ချက်ကကျွန်တော်တို့လောင်းလုံးမြို့နယ်ကညုံချုံရွာဘက်မှာခွေးတွေမှွေတင်တလုံးမှွေပြီးတော့ဆိုင်ကယ်တွေယူအိမ်တွေမှာရှိတဲ့ပစ္စည်းတွေကိုယူအိမ်တွေကိုမိရှုပ်အဲ့ဒါကြောင့်စခန်းဘက်အာယုံဆိုင်အောင်လို့၆ထုပ်ယုံမှာစစ်ခွေးတည်တဲ့စီးရင်ကတော့ထတ်တုံးမသိရသေးဘူးလို့ Federal Polaris Force ကတာဝန်ရှိသူကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကို Federal ဒူဝန်ကျဲတပ်ဖွဲ့ FBF ဒေါနာတပ်ခွဲခွန်ဒဝဲလွတ်မြောက်ရေးတပ်တော် DNA လေးဒဝဲခရိုင်ပြည်သူ့ကာကွယ်တပ်ဦး DDPDF တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတစ်ဝန်းလုံးမှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများအကြီးအကျယ်ဖြစ်ပွားနေတဲ့စစ်မှုထမ်းတင်နှန်းများကိုပုံမှန်ဖွင့်လှစ်သွားနိုင်ပါကနိုင်ငံရဲ့လုံခြုံရေးပုံမကောင်းမွန်လာမယ်လို့စစ်ကောင်စီရဲ့နံပါတ်3ခေါင်းဆောင်ဗိုလ်ချုပ်ကြီးကျော်စွာလင်းကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကနေပြည်တော်မှာပြုလုပ်တဲ့ပြည်သူ့စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့အစည်းအဝေးနှစ်မြင်းဆောင်2025မှာ၎င်းကအထက်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်တပ်ရဲ့ကြီးရေးလေးညှိနှိုင်းကိုယ်ကဲရေးမှုလည်းဖြစ်ပြည်သူ့စစ်မှုထမ်းစင်ခေါ်ရေးဗဟုအဖွဲ့ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ဗိုလ်ချုပ်ကြီးကျော်စွာလင်းကပြည်သူ့စစ်မှုထမ်းတင်နန်းများကိုပုံမှန်ဖွင့်လှစ်သွားနိုင်ပါကနိုင်ငံအတွက်နိုင်ငံတော်ကာကွယ်ရေးအတွက်နိုင်ငံနဲ့ပတ်သက်တဲ့ကာကွယ်ရေးစွမ်းရည်များနဲ့လုံခြုံရေးဆိုင်ရာတွေပုံမှုပြီးတော့ကောင်းမွန်လာမယ်လို့ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အကြပ်စစ်ခွေးတပ်က2024ခုနှစ်ဧပြီလကစတင်ပြီးတော့စစ်မှုထမ်းတင်တန်းများဟာလာစဉ်ဖွင့်လှစ်လျက်ရှိပြီးယခုကစစ်မှုထမ်းအပတ်စဉ်15ကိုရောက်ရှိလာကလာစဉ်တနိုင်ငံလုံးကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခံရခြင်းအတင်းအကျပ်အထမဖိအားပေးချင်းချောက်စစ်ခေါ်ခံရခြင်းများကြုံတွေ့နေရတယ်လို့စစ်မှုထမ်းလူငယ်များရဲ့မိသားစုဝင်များကသတင်းပေးပို့တိုင်ကြားထားပါတယ်ယခုကစစ်ကောင်စီကစစ်မှုထမ်းတင်တန်းများကိုပုံမှန်သဘောမျိုးဖွင့်လှစ်မယ်လို့ထုတ်ဖော်လာခြင်းဖြစ်ရာ ယခုတည်းပုံပုံပြီးတော့လူငယ်များကိုဖမ်းဆီးမှုများနဲ့ပေါ်တာဆွဲမှုများအရင်ထက်တောင်ပုံပုံများပြားလာနိုင်တယ်လို့ CDM တပ်အတိုင်းဝိုင်းကပြောဆိုထားပါတယ်။ဒါ့အပြင်စစ်ကောင်စီရဲ့ပြည်သူ့စစ်မှုထမ်းစင်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌကာကွယ်ဝင်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးကပြည်သူ့စစ်မှုထမ်းကိုရေးအချက်အလက်စီမံခန့်ခွဲမှုစနစ် National Service Information Management System NSIMS ကိုအကောင့်ထည့်ဖို့ဆောင်ရွက်လျက်ရှိတယ်လို့ပြောဆိုထားပါတယ်။နေပြည်တော်ကောင်စီနဲ့ပြည်내နဲ့တိုင်းဒေသကြီးပြည်သူ့စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့များကတင်ပြလာတဲ့ ကင်းလော့ shop ပေါ်ရွှေဆိုင်ခွင့်များနဲ့ပတ်သက်ပြီးတော့ဘိုးအဖွဲ့အနေနဲ့အလေးထားပြီးတော့စီစစ်ခွင့်ပြုပေးလျက်ရှိပါတယ်လို့ပြောဆိုထားပါတယ်အခုလောက်ခွင့်ပြုသူများကရွှေဆိုင်ခွင့်ပြုသူများအားနေပြည်တော်ကောင်စီနဲ့ပြည်내နဲ့တိုင်းဒေသကြီးပြည်သူ့စစ်မှုထမ်းစစ်ခေါ်ရေးအဖွဲ့များအနေနဲ့စနစ်တကျမှတ်တမ်းရေးသွင်းပြီးပြန်လည်ဆင့်ခေါ်ရမယ်အချိန်မှာရာနှုန်းပြေပြန်လည်ဆင့်ခေါ်နိုင်ရေးအတွက်စနစ်တကျစက်မှတ်ဆောင်ရွက်ပေးရန်လိုအပ်တယ်လို့ထုတ်ဖော်ပြောဆိုလိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်း6မြို့နယ်တောင်သာရွာမှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးတော့စစ်တပ်ကထိခိုက်ဒေဆုံးမှုများပြားပြီးလေရင်နဲ့ဇက်တိုက်ဘုံကျဲနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ2ရက်နေ့မှာ6မြို့နယ်တောင်သာရွာမှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးတော့စစ်တပ်ကထိခိုက်သေးဆုံးမှုများပြားတဲ့အတွက်ကျေးရွာတွေကိုလေးချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗါတယ်။အကြမ်းစစ်တပ်ရဲ့လေးချောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲနေအိမ်အများအပြားထိခိုက်ပျက်စီးကရွာလုံးကျွထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗါတယ်။ချောင်းမြုံနယ်တောင်သာရွာမှာပြည်သူတွေရွာလုံးကျွထွက်ပြေးနေရပါဗါတယ်။ဇူလိုင်လ၂ရက်နေ့ကလေးကစပြီးတိုက်ပွဲဖြစ်နေတာတိုက်ပွဲဖြစ်တော့စစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုများတော့ရွာတဲကိုလေးရင်နဲ့ဘုံကျဲတိုက်ခိုက်နေတာတိုက်ပွဲတွေကအခုထိဖြစ်နေလုံးမယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါဗျာ မနေ့ကဇူလိုင်လ၄ရက်နေ့မှာလေအချက်မဲ့ဆက်တကအင်အားအလုံးရင်းနဲ့ထမှန်စစ်ကြောင်းထိုးနေတဲ့အတွက်တိုက်ပွဲများထမှန်ဖြစ်ပွားနေပြီးအချက်မဲ့စစ်ကောင်စီတပ်သားများကအနီးနားမှာရှိတဲ့ခြေရွာများကိုပါလက်နက်ကြီးများနဲ့ရန်တံပစ်ခတ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းမင်းလာမြို့နယ်ဇရစ်မျော်ရွာကိုဝင်ရောက်ပြီးတော့မိရှို့ခဲ့တဲ့အကြမ်းဖက်စစ်ခွေးတပ်ကအမျိုးသမီး၅ဦးကိုဖမ်းဆီးခေါ်ဆောင်သွားပြီးတော့ drone များနဲ့ဘုံကျဲခဲ့ခြင်းကြောင့်ပြည်သူ၃ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ၂ရက်နေ့မနက်၁၇နာရီလောက်မှာဇရစ်မျော်ရွာကိုမိဝင်ရှို့နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကကြေးရွာအတွင်းမှာပုံအောင်နေတဲ့ဒေါ်တင်းတဲဦးဒေါ်ပါပါဒေါ်အသေးဒေါ်မိချိုအပါအဝင်အမျိုးသမီး၅ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါရတယ်။ ်အခုလို့ဖမ်းဆီးသွားတဲ့အမျိုးသမီး9ဦးကိုအကြမ်းဖက်စစ်ခွေးတပ်ကဇရဲမြောင်ရွာဖုန်ကြီးကျောင်းမှာလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးထားပြီးတော့အခုချိန်ထိပြတ်မလို့ပေးသိမှုလို့သိရပါဗါရဲမြောင်ရွာကိုမိတင်ရှုတ်နေရင်းနဲ့ရွာထဲမှာပုံနေတဲ့အမျိုးသမီး9ဦးကို ဖုန်ကြီးကြောင်းမှာလူသားတိုင်းလုပ်ဖို့ဆိုပြီးစစ်ခွေးတွေကဖမ်းသွားတယ်အခုထိပြန်မလုပ်ပေးသေးဘူးလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်ဒါအပြင်ဇွန်လ3ရက်နေ့မွန်လွယ်3:55မိနစ်ခန့်မှာမင်းလာမြို့နယ်တေယောကုန်းရွာကိုအချက်မဲ့စစ်ကောင်စီတပ်သားများက drone နဲ့ဘုံးကျဲတိုက်ခိုက်ခြင်းကြောင့်ကျေးရွာနေပြည်သူမတ်နီလာဝင်းရဲ့နေအိမ်ကိုအောင်တန်းစော်ရဲ့နေအိမ်နဲ့ဒေါ်စိန်မြကြီးတို့ရဲ့နေအိမ်တွေ ဘုံဒီထိမှန်ပြီးတော့ပျက်စီးသွားတယ်လို့သိရပါဗါးအခုလို့ဘုံကျဲတက်ခတ်မှုအတွဲမှာကြေးပါနေပြည်သူဒေါ်စိန်မြကြီးចောင်းဆရာမမယီထင်းနဲ့တမီးဖြစ်သူတို့ပြင်းထန်တမ်းရာရရှိသွားတယ်လို့သိရပါဗါးအဲ့ဒီနေ့ညနေ၄နာရီလောက်မှာလဲကန်တင်ဘီလင်းဆယ်ခေါ် ကျွဲမကိုင်းစေအနီးတစ်ဝိုက်ကိုလည်းအကြမ်းမဲ့စစ်ကောင်းစီတပ်သားများက drone နဲ့ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗျ။စစ်ခွေးတွေ drone နဲ့ဘုံကျဲလို့နေအိမ်သုံးလုံးဘုံထိမှန်ပြက်စီးပြီးတော့ဒေါ်စိန်များကြီးចောင်းဆရာမမရီထင်းနဲ့တမီးဖြစ်သူတို့ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား35ဦးကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဇွန်လ4ရက်နေ့မနက်ပိုင်းမှာကန်ချနာပူရီခရိုင်အတွင်းသတင်းများအရမော်တော်ယာဉ်နံပါတ်ပြအတုသုံးဆွဲလာတဲ့ကားတစ်စီးကိုစစ်ဆေးခဲ့ရာအဲ့ဒီကားပေါ်မှာပြုတ်တိတ်ပြီးတော့လိုက်ပါလာတဲ့မြန်မာနိုင်ငံသား35ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။မြန်မာနိုင်ငံသားတွေထဲမှာတရားဝင်စာရွက်စာတမ်းမရှိဘဲဗန်ကောက်မဟာချိုင်မှာတွားရောက်ပြီးတော့အလုပ်လုပ်ရန်တက်လာကြခြင်းဖြစ်တယ်လို့သိရပါဗျ။တရားမဝင်မြန်မာနိုင်ငံသားများကိုတင်ဆောင်လာတဲ့ကားဟာ ဘန်ကောက်လိုင်စင်နံပါတ်ပြအတုဖြစ်နေပြီးတော့အလုသမားတအုပ်ကိုထိုင်းဘတ်ငွေ12000ပေးရကြောင်းပြောဆိုထားပါတယ်မြန်မာနိုင်ငံဖျားတုံးစုကနေတဆင်ထိုင်းနိုင်ငံအတွင်းကိုခိုးလန်းများကနေတဆင်ဝင်းရောက်လာကြခြင်းဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာဖမ်းဆီးရရှိထားတဲ့မြန်မာနိုင်ငံသား35ဦးနဲ့လိုင်စင်နံပါတ်ပြအတုလုတ်သူများကိုရဲစခန်းမှာအမှုဖွဲ့စစ်ဆေးလျက်ရှိကြောင်းသိရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်လှိုင်းပွဲမြို့မှာရဲစခန်းကရဲတပ်သားတအုပ်ဟာအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ4ရက်နေ့မှာလှိုင်းပွဲမြို့မှာရဲစခန်းကရဲတပ်သားရန်နိုင်လင်းဟာတနက်ယူဆောင်လာခြင်းမရှိဘဲပြည်သူ့ကာကွယ်တပ်မတော်ဗိခေယအမတ်3တိုင်ရင်ထံကိုထွက်ပြေးအလင်းဝင်ရောက်လာတယ်လို့သိရပါဗါတယ်။အဲ့ဒီရဲတပ်သားရန်နိုင်လင်းဟာပြည်မြို့ဝတိကံမှာရှိတဲ့အမတ်နဲ့အခြေခံရဲလေးကျင်ရေးတင်နန်းကျောင်းမှာအပတ်စဉ်2 9 2 စီတူတက်ခွဲမှာတင်တဲ့တက်ရောက်ခဲ့ကရဲလုတ်တက်17နှစ်ရှိပြီတော့လိုင်းဘွဲမြို့မှာရဲစခန်းမှာတာဝန်ထမ်းဆောင်ခဲ့တယ်လို့သိရပါဗျ။အလင်းဝင်ရောက်လာတဲ့သူကတနတ်တော်မပါဘူး။ထွက်ပြေးလာတဲ့လမ်းကြောင်းကနင်းနဲ့အလန်းဝေးတော့ကိုလိုယုံပြီးပဲထွက်ပြေးလာတာပါ။သူကကျွန်းစုဇာတိပါ။လက်ရှိသူ့ရဲ့မိဘတွေကတနင်းသာရီဘက်ကရွာတော်ရွာမှာရှိနေပါတယ်။အလင်းဝင်ရောက်လာတဲ့သူကိုဂုံပြုတ်စုငွေချင်းပြင်ပေးတာကတော့မူဝါဒအတိုင်းဆက်လက်ပြီးတော့ဆောင်ရွက်နေပါတယ်။အလင်းဝင်လာတဲ့သူကိုဘလို့ဆက်လက်ပြီးတော့ဆောင်ရွက်ထားလဲဆိုတာကိုတေချာစီစစ်စောင့်ကြည့်ပြီးတော့ကောင်းမွန်စွာထားရပါတယ်။ နောက်ထပ်ပတ်ပြောင်းကျင်တဲ့သူတွေအများကြီးရှိနေအောင်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့ဘက်ကလည်းအမြဲတမ်းလက်ကမ်းကြိုးစုံနေပါတယ်လို့ People Defense Force BKN တိုင်းရင်းတုံးကတာဝန်ရှိသူကပြောဆိုထားပါတယ်အလင်းဝင်လာတဲ့ရဲတပ်သားဟာအကြမ်းဖက်စစ်ကောင်စီရဲ့အကြမ်းဖက်မှုများကို လက်မခံနိုင်တဲ့အတွက်မက်ရှလာမှာမိဘတွေရှိရာတနင်္သာရီမြို့နယ်ဘက်ကိုထွက်ပြေးလာခဲ့ပြီးတော့ဘိတ်ခရအမတ်သုံးတိုင်ရင်ကလည်းကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့သိရပါဗယ်အလားတူပဲတနင်္သာရီတိုင်းဘိတ်မြို့နယ်အခြေစားခောက်လိုက်ရ265တိုင်ရင်ကအကြမ်းဖက်စစ်ကောင်စီတပ်သားတအူးဟာလည်းတနက်တလက်ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့ကြောင်း KNU ဘိတ်တော်ဝဲခရိုင်ကသတင်းထုတ်ပြန်ထားပါတယ်ဇူလိုင်လ၁ရက်နေ့မွန်လွယ်ပိုင်းမှာဘိတ်မြို့နယ်အခြေစိုက်ခလာရ265တယင်းကအကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်ဟာ KNU KNLA တပ်မဟာလေးတယင်းဆက်တဲ့ထန်းကို MA1 တနက်တလကြီအတောင့်200ကြီပေါက်3ခုတို့ကိုယူဆောင်လာခဲ့တယ်လို့သိရပါတယ်ဒါအပြင်ဇွန်လ21ရက်နေ့ကဘိတ်ခရိုင်မှာစစ်ကောင်စီတပ်သားနှစ်အုပ်ဟာ KNDO ထံမှာ MA3 တနက်တလကြီပေါက်4ခုနဲ့ ကြည်တရား20တောင်းတို့ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အခုလိုအလင်းဝင်ရောက်လာသူနှစ်ဦးကိုလည်းဂုံပြုစုငွေများချင်းမြေပေးခဲ့တယ်လို့ KNU ဗိတ်တဝဲခိုင်ကထုတ်ပြန်ထားကြောင်းသိရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အကြမ်းဖက်စစ်အာဏာရှင်ဆက်နေစိုးကြီးရဲ့လက်အောက်ကနေလဲအ мян ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ